ခုဒီနေ့ဂျန်ပါကတော့ဆာလာနံပါတ်84ဖြစ်ပါတယ်အကန်ကြီး84အငယ်1မှ9အိုးဖျားသခင်အကျွန်ုပ်တို့ကိုအပေချောင်းအစဉ်ဆွတ်ပြစ်တော်မူသည်။ကိုရော့ထံမှကျက်စားသောတိုးတို့ကို အပေချောင်းအမျက်ထွက်တော်မူသည်။ရှေးကအပိုင်ရတော်မူသော လူအစည်းဝေးတို့ကို၎င်းရွေးတော်မူသောအမွေတော်အဖို့ကို၎င်းကျင်းကိုတော်မူရာဇီးအောင်တောင်ကို၎င်းအောင်းမေတော်မူပါ။ တန်ရှင်းရာဌာန၌ရန်သူသည် မတရားသဖြင့်ပြု၍အမြဲတုတ်တင်ပယ်ရှင်းရာအရတ်သို့ကြွတော်မူပါ ကိုရောဤလူစည်းဝေးရာအရတ်၌ရန်သူတို့သည်အော်ဟစ်ကြပါ၏လက္ခဏာတက်တည်တော်အရာ၌သူတို့လက္ခဏာတက်တည်တို့ကို ထားကြပါပြီလိမ္မာသောသူသည် ထူထပ်သောတောကိုပစိန်နှင့် ခုတ်တကဲ့သို့ယခုတွင်ဗိမှန်တော်ဇာများကိုပစိန်တန်တူနှင့်တပြိုင်နက်ရိုက်ချိုးကြပါ၏ တရှင်းရဌာနတော်ကိုမီးရှို့ကြပါ၏နာမတော်ချင်းဝရာတဲတော်ကို မြေတိုင်အောင် ရှုံချကြပါ၏ဤအမျိုးသားအပေါင်းတို့ကိုအတူဖြစ်စည်းကြဂုံအံ့ဟုဆို၍မြေတပြင်လုံးတွင်ဖျားသခင်တရားစီရတို့ကို မီးရှို့ကြပါ၏အကျွန်ုပ်တို့သည်ကိုလက္ခဏာတက်တည်များကိုမမြင်ရပါပရောဖက်တီတဖန်မပေါ်မရှိပါ အကျွန်ုပ်တို့တွင် ကာလအပိုင်းခြားကိုတည်တော်သူမရှိပါ အငယ်30မှ16အိုးဖျားသခင်ရန်သူသည်အပေမြန့်ကာလပတ်လုံးကဲ့ရဲ့ပါလိမ့်မည်နီရံပဲ့ပြုသောသူသည်နာမတော်ကိုအစင်မထီမဲ့မြင်ပြုရပါမည်လောလက်ရလက်တော်ကိုအပေချုံရုတ်သိမ်းတော်မူသည်နီရင်တွင်တော်တဲကထုတ်၍ဖြစ်စည်းတော်မူပါအကယ်စင်စစ်ဖျားသခင်သည်ရှေးကာလမှဆက်၍ကဲတင်တော်မူခြင်းကို မြေအလယ်၌ပြုသောငါတို့၏ရှင်ပြန်ဖြစ်တော်မူ၏ ကိုယ်တော်ဒီတကိုးတော်အားဖြင့်ပင်လေကိုခွဲတော်မူပြီးရေထဲမှမိချောင်းတို့၏ဥကောင်းတို့ကို ချိုးတော်မူပြီးလဝိတန်၏ဥကောင်းတို့ကိုနှိမ့်ဆက်၍တောတွင်သားတို့စားเสียဖို့အပ်ပေးတော်မူပြီးစမ်းရည်နှင့်ချောင်းရည်ကို ပေါက်စေတော်မူပြီးရေမပြတ်သောမြစ်တို့ကိုလည်းခမ်းခြောက်စေတော်မူပြီးနေ့နေ့ညကိုပိုင်တော်မူ၏နေမဆက်၍အလင်းအိမ်တို့ကိုဖန်ဆင်းတော်မူပြီး အငယ်၁၈မှ23မြေကြီးအကန့်ကွက်ရှိသမျှတို့ကို၎င်း၊နွေကာလနှင့်ဆောင်းကာလကို၎င်း စီရင်တော်မူပြီးရန်သူတို့သည်ထာဝရဖျားကိုကဲ့ရဲ့၍လူမိုက်တို့သည် နာမတော်အားမချီမဲ့မြင် ပြုကြသည်ကို အောင်းမေတော်မူပါ ကိုတော်ဤဂျိုးငှက်အသက်ကိုတားရဲ၌အတော်မူမူပါနှင့်ကိုတော်ဤဆင်းရဲသားတို့အစည်းဝေးကို အစဉ်မေ့လျော့တော်မူမူပါနှင့် ပြင်းရင်တော်ကိုထောက်တော်မူပါ အကြောင်းမူကားမြေကြီးပေါ်မှာမှောင်မိုက်သောအရက်တို့သည်လူယူညင်းဆဲခြင်းနေရာတက်တက်ဖြစ်ကြပါ၏နှိမ့်ဆက်ခြင်းကိုခံရသောသူတို့သည် စိတ်ပြည့်၍မတွားကြပါစေနှင့်ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကိုချီးမွမ်းကြပါစေသောအိုဖျားသခင်ထတော်မူပါ ကိုအမှုကိုစီရင်ဆုံးဖြတ်တော်မူပါ မိုက်တော်သူသည်ကိုရောအာအစဉ်ကဲ့ရဲ့သည်ကို အောင်းမေတော်မူပါကိုရောဤရန်သူတို့အတန်ကို မေ့လျော့တော်မူပါနှင့်ကိုရောကို ပုန်ကန်တော်သူတို့ဤယုံရင်ခတ်ခြင်းအတန်သည်အစဉ်မပြတ်တိုးတက်လျက်ရှိပါ၏โอเคနောက်ကျပိုက်မှာပြန်ဆက်ကြမယ်ဘိုးဘိုင်း